အမျိုးသမီးဖြစ်ပြီးတော့မှအဲ့လောက်ဒီဥဆောင်စရာမလိုဘူးဆိုတဲ့စကားတန်ရောပြီးပြီဆိုလို့ရှင်တော့အအမျိုးသမီးပဲရို့လူညာနောက်မှနေပေါ့လူညာရှေ့ပဲဥဆောင်ချင်နေတယ်ဆိုတဲ့အတန်ကြီးလဲကြားနေရတာပေါ့နော်ဒါကတော့ဆိုမှုပရဆိုလဲရှားရောမြို့နယ်ရဲ့အုတ်ချုပ်ရေးကောင်စီရဲ့အတွေးမှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့မော်မဲမူရဲ့စကားအတန်မှာအသက်30ဝန်းကျင်အရွယ်သာရှိသေးတဲ့အမျိုးသမီးတယောက်ပေါ့အမျိုးသားတွေအများစုနဲ့ဖွဲ့ထားတဲ့မြို့နယ်အုတ်ချုပ်ရေးကောင်စီလိုနေရာမှာ ဒန်းတူရည်သူတမကထဲထဲဝေဝေလောက်ကိုင်းနေရသူတို့လည်းဖြစ်ပါတယ်။မော်မဲမို့လို့ရဲ့ဆူမိုခဲဆူလဲရှာတော့မြို့နယ်လေးဟာလမ်းမဆက်သွေးရေခက်ခဲပြီးလူဦးရေ9000ဝန်းကျင်လောက်သာနေထိုင်ကြပါတယ်။အာနာမသိန်းခေကာလကလေးကဖွဲ့ဖြိုးတိုးတဲမှုနောက်ကျကြခဲ့တဲ့ဒေတာလို့ပြောရပါမယ်။အာနာသိန်းပြီးမှတော့ဖွဲ့ဖြိုးမှုနောက်ကျနေတဲ့ဒေတာဟာပိုပြီးအထူးကြံဆန်းလာပါတယ်။ဒီလိုအထူးကြံဆန်တဲ့ဒေတာကို ဖွံ့ဖြိုးလာအောင်မော်မဲမူတို့လိုခေတ်ပညာတတ်လူငယ်တွေကဥဆောင်နေရတာပါမော်မဲမူဟာအုတ်ချုပ်ရေးလုပ်ငန်းတွေဖြင့်ဒေသအတွင်းကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေစွပေးရှောင်ကူညီဆောက်ရှောက်ရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နေသူပါသူမဟာအမျိုးသားအရေးအလို့ဒေသဖွံ့ဖြိုးရေးအလို့တွေကိုထဲထဲဝင်ဝင်လောက်ကင်လာချိန်မှာအိမ်ပြန်နေရတဲ့အချိန်တွေလည်းနည်းလာပါတယ် ကားဒါမှမဟုတ်ဆိုင်ကင်နဲ့တရွာဝင်တရွာထွက်ပြီးလုပ်ငန်းကိစ္စတွေနဲ့လုံးချလဲနေတဲ့မော်မဲမူဟာညကြီးအချိန်မတော်မှအိမ်ပြန်ရောက်တဲ့ရက်တွေလည်းမနေပါဘူး။သူမဟာအမျိုးသမီးတူဦးဖြစ်တာကြောင့်မိဘတွေကတော့သူမရဲ့အမျိုးသားရေးလှောက်ဆောင်ခြင်းနဲ့အိမ်မက်ကိုတော့အားမပေးပါဘူး။မိဘတွေမှာတော့သမီးဖြစ်သူကိုတမ်းမှအစိုးရဝင်တဲ့ဘဝလေးနဲ့ပဲမြင်ချင်ခဲ့ကြတာပါ။ဒါပေမဲ့မော်မဲမူတယောက်မှာတော့ မိဘတွေရဲ့ဆန္ဒကိုဆက်ကျင်ပြီး အမျိုးသားရေးလမ်းစဉ်ကိုရှောင်လန်းခဲ့တာကြောင့်မိဘတွေစီကအားပေးမှုကိုမရတဲ့အပြင်ဖိအားပေးမှုကိုသာကြုံတွေ့လာခဲ့ရပါတယ်။အမျိုးသမီးတဦးကညရဲ့အချိန်မတော်တွေမှာတွာလာနေရတာအမျိုးသားတွေနဲ့ပြောဆိုဆက်ဆံနေရတာတွေမြင်တော့မိဘတွေကသူမရဲ့လုံခြုံရေးအတွက်အိမ်ပြန်လာဖို့မကြာခဏပြောဆိုနေရတယ်လို့သူမကအခုလိုပြောပါတယ်။ 2014ကတည်းကအေယူမကတ်တဲ့လူချစ်တဲ့အတွက်ကြောင့်လို့အမကတည်းကတွားခါကျတော့သူတို့ကအေကျော်လာမေးဖို့ခေါ်တယ်သူတို့လည်းတက်ကြည့်ပြီပေါ့နော်ကျမရေးရလဲတိတ်မကောင်းတဲ့ထဲမှာလဲပါတယ်မိသားစုကလည်းအများကြီးလည်းမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လို့အာအေးပြန်ခေါ်လာဖို့သူတို့ကခဏခဏပြောတယ်ပေါ့နော်မော်မဲမို့တယောက်ဒေတာတွင်ဖွဖြူရေးလုပ်ငန်းကိုလှုပ်ဆောင်လာတာ အာနာသိန်းကာလမှာမှမဟုတ်ပါဘူးပြီးခဲ့တဲ့2024မှာစတင်ဖွဲ့စည်းခဲ့တဲ့ဖရဆိုလဲလူငယ်အဖွဲ့ဖွဲ့စည်းကြတဲ့ကပါ မော်မဲမော်ရိုးရဲ့ပရဆိုလဲလူငယ်အဖွဲ့ဟာဒေတာသွေးအုပ်ချုပ်ရေးပညာရေးနဲ့တခြားသောကဏ္ဍတွေကိုတခြားသောမြို့နယ်တွေနဲ့ရင်းပေါက်တန်းနိုင်အောင်စူးစမ်းနေကြပါတယ်။အဲ့လိုမျိုးတွေစုစည်းလို့ရအောင်ဆိုမှလူငယ်ဖွဲ့လူငယ်ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာပဲစပြီးမှဒီအမျိုးသားအရေးတွေစပြီးမှစိတ်ဝင်စားလာတယ်လှုပ်ရှားလာတယ်ပေါ့နော်အဲ့ဒီအနေနဲ့စခဲ့တယ်လို့ပြောလို့ရမယ်ပေါ့နော်။အမျိုးသားတွေကြီးစိုးနေတဲ့လုပ်ငန်းခွင်မှာ လူငယ်အမျိုးသမီးတရားပါဝင်လှုပ်ရှားရတဲ့အခါယင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေလည်းမနှဲပါဘူးအမျိုးသမီးဖြစ်တာကြောင့်ခွဲခြားဆက်ဆံခံရတာတွေရှိသလိုဝေဖန်တိုက်ခိုက်တာတွေခံရတာတွေလည်းရှိနေပါတယ်ကိုယ့်ရဲ့စိတ်ကဒီအရေးကိုလှုပ်ရမယ်ဆိုတဲ့စိတ်ရဲ့သွန်အားပေးမှုကြောင့်ကျမကဒီလမ်းလျှောက်ခဲ့တာဖြစ်တယ်ပေါ့နော်လျှောက်တော့အမျိုးမျိုးပဲလျှောက်ရင်းလျှောက်ရင်းနဲ့ဒီလိုမျိုးအမျိုးသမီးဖြစ်ပြီးတော့မှအာ ယောက်ျားတဲ့ဆောင်ကောင်းလာဆိုတဲ့ဟာမျိုးတွေလည်းပြောပြရတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်အဲအတွက်ကြောင့်ဒီကိစ္စတွေဆိုလို့ရှိရင်ကျွန်မတွေ့တော့ဟိုစိတ်ခုံမှုတွေတော့ဖြစ်ခဲ့တယ်အရင်ကတော့ဆိုမိုပရက်ဆူလဲရှာတော်မျိုးနဲ့မှာ မော်မဲမုန်တဲ့အတူ အမျိုးသားရင်းမှာပါဝင်လှောက်ရှားတဲ့အမျိုးသမီးတွေများစွာရှိနေပေမဲ့လည်းအချောင်းအမျိုးမျိုးတွေကြောင့်စုခွာသွားကြကုန်ပါတယ်နောက်ဆုံးမှာတော့အမျိုးသားရင်းလှောက်ဆောင်ခြင်းနဲ့ဆန္ဒပြပြနေတဲ့သူမတူဦးတာ ကျန်ပါတော့တယ်။ဆူမိုဖရက်ဆူလဲရှာတော်မြို့နယ်ဟာအခုချိန်မှာတော့တော်လိုင်းရင်တပ်ဖွဲ့တွေအပြီးတိုင်ထိန်းချုပ်ထားနိုင်ခဲ့တာဟာတနစ်ကျော်ကာလကိုရောက်ရှိလို့နေပါပြီ။အခုချိန်မှာပြည်လဲထူထောင်ရေးအတွက်လူငယ်တွေစီလုံးပြီးအားကျုံးမတဲ့လှုပ်ဆောင်ရမယ့်ကာလကို ရောက်ရှိလို့နေပါပြီ။လက်ရှိမှာလည်းမော်မဲမုံနဲ့တူဆူမိုဖရက်ဆူလဲလူငယ်တွေဟာသူတို့ရှောက်နိုင်ရမယ့်အနာဂတ်ကိုသူတို့ကိုယ်တိုင်ပုံဖော်ထုဆွေနေကြပါတယ်။ ဒါတွေဖြင့်တသစ္စလူငယ်တွေကိုလည်းသူတို့ဒေတာအကျိုးဆောင်ပေးနိုင်သူတွေဖြစ်လာဖို့စူးစမ်းနေကြပါတယ်။ က်ဆာလူငယ်တွေကိုကျွန်တော်တို့ကထိုင်းဒီပညာရေးထဲမှာပို့ပြီးဥစားပစ်ခိုင်းလဲဆိုတာဒီလာမဲ့ရှစ်ရှစ်လုံးကစင်ကြရတော့ကျွန်တော်တို့မလုံနိုင်အများကြီးမလုံနိုင်ဘူးအဲကြတော့တို့မှာတို့တဲ့လန်ပညာရေးရှင်းမှာကြတော့ကျွန်တော်တို့ထပ်ပို့တောက်ပြီးတော့ကျွန်တော်တို့ထပ်ပို့ပြီးတော့ဒီလုံနိုင်အောင်ဆိုရင်မှကျွန်တော်တို့ဒီခုလက်ရှိလူငယ်တွေကိုကျွန်တော်တို့ကထိုင်းတယ်ပေါ့နော်ထိုင်းကြောက်တယ်ပေါ့ အာနာသိန်းကာလမှာပညာရေးကိုကောက်ကောက်မတင်ချနိုင်တဲ့ဆိုမိုခရဆိုလဲလူငယ်အများစုဟာပညာဆက်လက်တင်ချနိုင်ဖို့လှုံ့ဆော်နေကြပါတယ်။ဒါပေမဲ့ဆိုမိုခရဆိုလဲရှာတော်မြို့နယ်မှာစာတင်ကျပေါင်း20ကျောင်းကျောင်းရှိပေမဲ့အထက်တန်းကျောင်းတစ်ကျောင်းသာဖွင့်လို့နိုင်ခဲ့ပါသေးတယ်။ဒါ့ပြင်ကျမကြီးဘက်မှာလည်းတက်ကြွနှားလေပြီးခွဲစိတ်မှုတွေပြုလုပ်နိုင်တဲ့ဆရာဝန်ကလည်းလိုလားနေကြပါတယ်။ ဆိုမှုဖရက်ဆူလဲရှာရောမြို့နယ်အတွက်အမျိုးသားရေးကိုဆွမ်းဆွမ်းတမန်လှုပ်ဆောင်နေတဲ့မော်မင်းမူတယောက်မှာတော့အနန်ကမှာဆိုမှုဖရက်ဆူလဲရှာရောမြို့နယ်ကိုသူမမြင်ချင်တဲ့ပုံစံအကြောင်းကိုအခုလိုပဲပြောဆိုသွားပါတယ်။ အဲ့တော့စုံမဖြစ်စုလေးလို့ပြောလိုက်ပြီဆိုလို့ရှိရင်တော့လူများလေးအမြင်နဲ့အမြင်တော့အားရထုံတယ်နှုံတယ်ပေါ့နော်နောက်ကျတယ်ဖူဖြူပိုင်းလည်းနောက်ကျတယ်တခြားပိုင်းဆဆရရပိုင်းနောက်ကျတယ်လို့လူများမြင်တဲ့အမြင်မှာဒီချိန်မှာကျမတို့ကကောက်ကောက်လေးလုံနိုင်တဲ့အချိန်ကြီးကာလတွေရောက်ပြီဆိုတော့ ကျွန်မကဘယ်လိုမြင်ချင်လဲဆိုလို့ရှိရင်တော့အုတ်ချုပ်ရေးရံပြကကောင်းလေးနဲ့ပေါ့နော်ကျွန်မတို့လူရင်းမြစ်ကကောင်းလေးနဲ့ကျွန်မတို့လေပါပြီးတော့မှဒီကိုဆနပြောတဲ့ကျွန်မလုံးဝမမေ့တဲ့ချက်ပေါ့နော်ဒီကိုလုံချုပ်ရေးနဲ့ကိုရှိပြီးတော့မှအင်အားတွေနဲ့ထားပြီးတော့မှကျွန်မလုံလုံချုပ်ချုပ်နဲ့ဖြစ်တန်းချင်တဲ့ဘဝတော့မြင်ချင်မြင်ချင်တယ်ပေါ့နော်ဒီမျိုးနေတော့ပြီးတော့ကိုလူတွေချစ်ချစ်ခင်ခင်မြင်မြင်လို့နဲ့အတူဝိုင်းကုန်ပြီးမှလှုပ်ဆောင်နေတဲ့ 牛姨的口罩在露露面前了。